ီနေ့ခုနတယောက်ဘလောက်တော့စမောက်လို့ပေါ့နော်ဘလောက်တော့စမောက်လို့လုပ်ငန်းကွေးထဲမှာရံပြကြတယ်ရံပြကြပြီးတော့ထိုးကြတာပေါ့နော်ထိုးကြပြီးတော့ခေါင်းကွဲလာခဲ့တယ်ခေါင်းကွဲလာကကြတော့ဆေးရောင်မှာရောက်တော့ဆရာဝန်ကဆေးရောင်ကိုအိတ်ခိုင်းတယ်ခုဆိုရင်နှညာဆေးရောင်ပြီနော်သူကတင်းတင်းကြတော့ဆရာဝန်ကပြပြန်ခိုင်းတယ်ပြပြန်ခိုင်းခါကြတော့သူ့ရဲ့ဆီမှာထောက်ထားဘာမှမရှိဘူးလေထောက်ထားမရှိကြတော့ပစ္စံကောင်းတယ် ပစ္စံကောင်းကြည့်ကြတော့ကျွန်တော်ကျွန်တော်နေနေတော့တက်ပြောပေးတယ်။ခုရသူရဲ့ဆာရေးဆရာကပြေဆောင်ရဖို့အတွက်ကျွန်တော်အလောင်းသမားရောင်းကိုတွားပြတော့ဆာရေးဆရာကတွေ့ကြည့်တော့ခဲ့တယ်။သူ့မှာသူ့မှာကြတော့အပြေဆောင်ရှိတယ်။ passport ရှိတယ်၊ work permit ရှိတယ်၊စီအောင် pass ရှိတယ်။ဒါပေမဲ့သူ့လက်ထက်မှာဘာမှမရှိတော့ဘူး။သူပြောတာကကျွန်တော်လူနာပြောတာကကျွန်တော်အလောင်းပြောက်သွားပြီပေါ့နော်။အလုံးပြောက်ခါကြတော့ကျွန်တော်ကသူ့ကိုမြင်ဘူးလို့ဆိုတော့ကျွန်တော်ကလိုက်ထိတယ် ကျွန်တော်ကတွက်လိုက်တာပေါ့နော်သူ့နာမည်ကိုယူယူတော့ကျွန်တော်ကတော်ရမယောင်းကိုတွက်လိုက်တယ်လိုက်တော့အလောင်းပြည်ဆောင်ရလာခဲ့တယ်ပြဆံကောင်ချမနေအောင်မကောင်တော့ဘူးပေါ့ဘာဖြစ်ဆိုတော့ကျွန်တော်ကသူ့ရဲ့ထောက်ထားထောက်ထားတဲ့ကောအလောင်းကြီးပြည်ဆောင်ဆောင်ရလာဆိုတော့တမယောင်းကတမယူပေးဘူးဆိုတော့ဒီသူကကျွန်တော်ပြဆံကောင်ပေါ့အဲဒီဆိုတော့သူကဖွဲဆက်ရတယ်လေဖွဲဆက်ဆိုရင်ကိုလုံးဆယ်ကတော့သူကောင်ချဆယ်ကတောင်းကြွားပြီးတောင်းကြွားဆိုတော့ကိုကျွန်တော် ဖိုင်ဆက်တိုင်းရောက်ခါကြတော့သူမှပတ်စံ30လောက်ကောင်းတယ်အဲ့တော့ခဏကြိုင်သူကဆေးရုံကနေဆင်းရမယ်ဇာဝန်ကတိတိပြင်ဆင်ခိုင်းနေပြီဟုတ်ကဲ့ပါအခုလိုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်